ိမစတာဖြစ်တဲ့အာမန်ယူမာကတော့နောက်ထပ်ဂိမ်းတစ်ခုကိုသွားကြရအောင်လို့ပြောနေခဲ့တာပါအဲဒီနောက်မှာတော့သူကဆလောဆက်ကိုထက်လက်ချလိုက်ပြီးဒုတိယဂိမ်းကိုရွေးချယ်ခဲ့ပါတယ်ဒီတစ်ခေါက်မှာတော့နောက်ထပ်ဂျင်းနီတစ်ကောင်ကပေါ်လာပြန်ပါတယ်ဒီတစ်ခေါက်ဂျင်းနီရဲ့ level ကတော့ပထမတစ်ကောင်လို့မဟုတ်ဘဲ level 6ဖြစ်လာခဲ့ပါတယ်ဒါကြောင့်မလို့ဂန်ခိုင်ကတော့ဒီတစ်ခါသူ့ level လို့ပြောလိုက်ပြီးဂိမ်းဆက်ရှိရာစီကိုသွားလိုက်ကာအသင့်နေရာယူထားလိုက်ပါတယ်ဂန်ခိုင်နေရာယူလိုက်တာနဲ့တပြိုင်နက်တည်းပဲ TV screen ရောပတ်ဝန်းကျင်ရောကပါပြောင်းလဲသွားခဲ့ပါတယ် ီတစ်ခါဆော့ရမယ့် game ရဲ့အမည်ကတော့ရိုက်ကွင်းလို့ခေါ်ပြီးအမျိုးအစားကတော့ဂျက်လီရင်နဲ့ရန်သူတွေကိုတုတ်တင်ရမှာပါဂျက်လီရင်စုစုပေါင်း3စီးအထိအသုံးပြုနိုင်မှာဖြစ်ပြီးအားလုံးအပြည့်စည်ခံလာရမယ်ဆိုရင်တော့ game ကိုရှုံးသွားမှာဖြစ်ပါရည်အဲလိုမဟုတ်ဘဲဂျင်နီရဲ့ရဟတ်ရင်ကိုပြစ်ချနိုင်မယ်ဆိုရင်တော့အနိုင်ရရှိမှာပါအဲဒီနောက်မှာတော့ game ကလည်းစတင်လာခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးကလည်းပင်လယ်ထဲကိုရောက်ရှိသွားပါရည်ကန်ခိုင်ကတော့အောက်ကတိုက်ခိုက်ရေးတင်မောတွေပြစ်ခတ်နေတဲ့ကြောင်ကနေနောက်ဆုံးစီယာကြီးစီကိုဒိုးဝင်သွားပါရည် တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှဖြက်စည်းရလက်နက်တွေကမိုးရွာသွန်းသလိုဖြစ်နေတာကြောင့်အလုံးလေးစိတ်ပူကုန်ကြပါလိ။ဂျားရဲကနေပဲအလေးကောင်းကပြစ်မှတ်ကိုထိအောင်ပြစ်နိုင်မှုဆိုတာကအရန်ကိုခက်ခဲတာပါ။ဂန်ခိုင်ကတော့သူ့ကိုစိတ်မပူဖို့နဲ့သူ့ရဲ့ game skill ကိုပြရမယ်လို့ပြောလာခဲ့ပါလိ။အဲဒီနောက်မှာတော့သူကရန်သူရဲ့အနေအောင်ပြစ်မှတ်တဲ့တွေကိုဖြက်စည်းပြစ်လိုက်ပါလိ။ဒါကြောင့်အထက်ကဆရာကြီးဖြစ်တဲ့ဂျင်နီကလည်းရဟယင်တစည်းနဲ့ထွက်ချလာခဲ့ပါပြီ။သူကငါရဲ့ဥရိုင်းကိုဖျက်ဆီးလိုက်တဲ့မင်းကိုဖျက်ဆီးပေးမယ်လို့ဆိုတော့အနာကိုဒုကလာပါလိ။ ဒါပေမဲ့လက်သွက်ခြေသွက်ရှိတဲ့ဂန်ခိုင်ကပဲရဟယင်ကိုဥအောင်ဖျက်ဆီးပေးလိုက်ပါရီ။ဒါကြောင့်မလို့ဒီဂိမ်းကိုအနိုင်ရရှိသူကဂန်ခိုင်ဖြစ်သွားပြီဖြစ်ကြောင်းကြီးညာတဲ့ငါလေးထွက်ပေါ်လာပါရီ။အာမနူမာကတော့အဖွားကြီးဖြစ်ရတဲ့ဂိမ်းကောင်းကောင်းကစားနိုင်တဲ့ဂန်ခိုင်ကိုချီးကျူးနေပါရီ။ယူစကေကတော့နှစ်ပွဲဆက်တိုက်ရှုံးထားတဲ့ဂျာကနေတော့ပျော်နေနိုင်သေးတဲ့အာမနူမာကိုဒေါသထွက်နေခဲ့တာပါ။အာမနူမာကတော့နောက်ထပ်ဂိမ်းတစ်ခုကိုရွေးချယ်လိုက်ပြီးဂျင်းနီတကောင်ကိုဆင့်ခေါ်လိုက်ပါရီ။ဒီတစ်ခါရောက်ရှိလာတဲ့ဂျင်းနီကတော့တိုင်းဆရာပုံစံပေါက်နေပါရီ။ ဘုခံပညာနဲ့ပတ်သက်တဲ့ action game မျိုးစားဖြစ်တဲ့အတွက် use case တွေရောအကြိုက်တွေ့သွားပါလိမ့်။ဒါကြောင့်သူကဒီတစ်ခါသူ့အလဲပဲလို့ပြောပါရှေ့ကိုတက်သွားတာပါ။ဂန်ခိုင်ကတော့ use case ကိုသတိလက်လို့မနေဖို့အတွက်လမ်းသတိပေးပါလိမ့်။ game ရဲ့စီမင်းကတော့သုံးပွဲတိတိကစားရမှာဖြစ်ပြီးစုစုပေါင်းအသက်၃သက်ကိုရရှိမှာပါ။အသက်အလုံးကုန်ဆုံးသွားရင်တော့ game over ဖြစ်သွားမှာဖြစ်ပါလိမ့်။အဲဒီနောက်မှာတော့ဂိမ်းကစတင်လာခဲ့ပြီးပတ်ဝန်းကျင်ရဲ့ပုံစံကလည်းထပ်မံပြောင်းလဲသွားခဲ့သလိုယူကိုင်းကောင်တွေအုပ်စုကလည်းအသေးတီးဖို့ပြေးလာနေခဲ့ပါသေးတယ် ဒါကြောင့် use case ကလည်းပဲသူ့ရဲ့အတွင်းအားကိုသုံးပြီးအားလုံးကိုတစ်ချက်ထင်းနဲ့ရှင်းထုတ်ပေးလိုက်ပါ ड़ी ။ဒါပေမဲ့မတားလေးတွေကရုပ်ရည်ပြန်ထလာပြီး use case ကိုကြိတ်ပါ ड़ी ။ဒါကြောင့် use case ရဲ့အသက်တစ်ခုဆုံးရှုံးသွားခဲ့ရပါပြီ။တခြားထိတာနဲ့အသက်ဆုံးရှုံးသွားနေတာကြောင့်ဂန်ခိုင်ကသတိထားဖို့ပြောနေပေမယ့်ဒေါသထွက်သွားတဲ့ use case ကတော့ထပ်မံပေါ်လာတဲ့ယူကိုင်းအိုစုအကုန်လုံးကိုအမောက်သိပ်ပေးလိုက်ပါ ड़ी ။နောက်ပြီးတော့လက်ဆောင်ရရှိတဲ့အေယာမကြီးထွားနိုင်စွမ်းတက်တီရှိတဲ့အရက်ပလင်းကိုသွားကောက်ယူလိုက်ပါ ड़ी ။ ။အဲဒီအချိန်သူ့ရဲ့နောက်ကနေအေယာမဂျင်းနီကြီးတစ်ကောင်ကပေါ်လို့လာခဲ့ပြီး use scale ကိုကန်ပစ်လိုက်ပါလိမ့်။ဒါကြောင့်မလို့ use scale လည်းအဝေးကိုလွင်ထွက်သွားခဲ့ရပြီးအယက်ပလင်းကလည်းသူ့ရဲ့ပါးစပ်သေးကိုပြုတ်ကျလာခဲ့ပါလိမ့်။အဲဒီနောက်မှာတော့ use scale လည်းအေယာမအကောင်ကြီးပုံစံကိုပြောင်းလဲသွားခဲ့ပြီးဂျင်းနီကိုတစ်ချက်သေးနဲ့ပဲမျက်ခွက်တဲ့တဲ့ကိုပိတ်ထိုးပြီးတော့အဆုံးသတ်ပေးလိုက်ပါလိမ့်။တတိယဂိမ်းရဲ့အနိုင်ရရှိမှုနဲ့အတူတူပဲစတုထပွဲစဉ်ကိုရောက်ရှိလာတဲ့အချိန်မှာတော့အာမနူမကိုရိုင်းစင်းချလာပါရီဒီတစ်ခါသူကသူ့အလှည့်ပဲလို့ပြောလိုက်ပြီးဝေးယုံကိုချွတ်လိုက်ပါရီ တဖက်မှာတော့ခရာမာက use scale ကို အခြေအနေတစ်ခုကိုရှင်းပြလာပါတယ်။အဲ့တော့ကတော့အာမာနီမာကအယဉ်ညံကောင်းလွန်းသူဖြစ်တဲ့အတွက်ကြောင့်မလို့သူကကိုင်တိုနဲ့သာရှုံးနိမ့်သွားမယ်ဆိုရင်ဒီကနေထွက်ပြေးနိုင်မယ့်နီလန်ကိုကြိုတင်ရှာဖွေထားဖို့အတွက်ဖြစ်ပါတယ်။ဒါကိုကြတော့ use scale တရအတော်လေးအံ့ဩသွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခရာမာလိုညံကောင်းနေကောင်းပြီးတော့မှသတိထားနေခဲ့ရလို့ပါ။အဲ့နောက်မှာတော့အာမာနီမာကဆလော့ဆက်ကိုဆွဲချလိုက်ပြီး game ကိုစတင်ရွေးချယ်လိုက်ပါတယ်။ဖြစ်ချင်တော့ဒီတစ်ခေါက်ကြလာတဲ့ game က quiz game အမျိုးအစားပါ။ ဒါကကိုင်တိုနဲ့သာဆိုတော်တော်လေးကိုကွက်တီကြတဲ့ဂိမ်းဖြစ်ပါတယ်။ဒါကြောင့်ကိုင်တိုကဒီတစ်ခါသူ့အလဲပဲလို့ဆိုကအရှိကိုတက်လာပါတယ်။နှစ်ယောက်သားဂိမ်းဆက်ရှိရာစီမှာနေရာယူလိုက်တော့အာမနူမာကလက်ဆွဲနှုတ်ဆက်ဖို့အတွက်ပြောပေမဲ့ကိုင်တိုကတော့ညင်းလှလိုက်ပါတယ်။ဂိမ်းရဲ့စီမင်းကတော့ဗဟေလီမေကွန်းတွေကိုဖြည့်ဆို့ရမှာဖြစ်ပြီးဒုံညိုင်တိုင်တိုင်မှားမယ်ဆိုရင်တော့ဂိမ်းအိုဗာဖြစ်သွားမှာပါ။အဲဒီနောက်မှာတော့ဂိမ်းကစတင်လာခဲ့ပြီးပထမမေကွန်းမာရီမဲ့ကိုင်တိုကအကုန်လုံးမှန်အောင် ဖြည့်ပြလိုက်ပါတယ်။မေကွန်းမဆုံးခင်မှာတော့မှအဖြေကိုရွေးလိုက်တဲ့ကိုင်တိုရဲ့စကေးကိုမြင်တော့အားလုံးကအထင်ကြီးသွားကြပါတယ်။ ။တစ်ဖက်မှာလည်းပဲကိုဝမ်မာက Pops ကနေပြီးတော့ခွင့်ပြုချက်ရရှိသွားတာကြောင့်လူပုံကိုပြန်သွားဖို့အတွက်လုပ်နေပါသည်။လက်ထောက်ကသူ့ကိုတဘာရေးခေါ်ခဲ့ဖို့အတွက်တောင်းဆိုနေပေမယ့်ကိုဝမ်မာကတော့အရေးမဆိုင်ခဲ့ပါဘူး။မိကုန်းရအားလုံးကိုဖြည့်ဆို့ပြီးသွားချိန်မှာတော့ Kaido ကငါးမတ်အပြည့်နဲ့ပြိုင်ပွဲကိုဥဆောင်နေခဲ့ပါသည်။အားလုံးကဒီအချိန်လေးကိုပျော်နေကြခြင်း။ Kurama နဲ့ Genkai ကတော့ဒါကိုတန်တရားဝင်နေပါသည်။ဘာလို့လဲဆိုတော့အာမနူမာရဲ့မျက်ဝင်းထဲမှာယုံကြည်မှုအဖြစ်ကိုသူတို့ကတွေ့ရှိလိုက်ရလို့ပါအဲ့ဒီအချိန်အာမနူမာကသူ့ကိုအထင်မသေးဖို့အတွက်သတိပေးလိုက်ပြီ ဂိုက်တိုကိုငါကမင်းနဲ့မတူဘူးလို့ပြောလိုက်ပါတယ်။နောက်ပြီး TV ပေါ်မှာပေါ်လာမဲ့မိကုံးအမျိုးမိတော်မှမသိရသေးခင်မှာခလုတ်ကိုနှိပ်ချပြလိုက်ကအဖြေမှန်ကိုရွေးပြလိုက်ပါတယ်။မိကုံးကိုတော့မှမမြင်ရဘဲအဖြေကိုရွေးပြလိုက်တဲ့ဂိမ်းမစတာတယောက်ဖြစ်တဲ့အာမာနီမာရဲ့စကေးကတော့တကယ်ကိုကျွတ်ဆင်ကြီးအနေထားမှရှိနေခဲ့ပါပြီ။ဒါကြောင့်အားလုံးကဒါကမဖြစ်နိုင်တော့ဘူးလို့ပြောလိုက်တဲ့အချိန်မှာတော့ဂိုက်တိုကတော့အငြင်းခံနေရပြီဆိုတာကောင်းကောင်းကြီးနားလည်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့အာမန်နီမာကမေကွန်းကိုတော့မှမမြင်ရဘဲနဲ့စတိုက်အဖြေမှန်လေးကြီးရွေးပြနေပါလိမ့် ဒါကိုမခံချင်းဖြစ်သွားတဲ့ဟီကတော့ညစ်ပြီးတော့ကစားနေတဲ့ဒီဂိမ်းကိုဖျက်ဆီးတော့မှာဖြစ်ကြောင်းအားလုံးကိုသတိပေးလိုက်ပါရီ။ဒါကြောင့်အားလုံးကရန်သူနယ်မြေထဲမှာစည်းကမ်းဖောက်ပြလိုက်မယ်ဆိုရင်ဂိုက်တူနယ်ရုံကလိုမျိုးဒုက္ခနဲ့လှလှတွေ့သွားနိုင်တယ်ဆိုပြီးတော့ဝိုင်းသတိပေးနေကြရပါရီ။ဒါပေမဲ့ခေါင်းမာတဲ့ဟီတယောက်ကတော့ထုံးစံတိုင်းဓာတ်ကိုဆွဲပြီးအာမနီမာရဲ့နယ်မြေထဲကိုဝင်ချသွားတာ TV ကိုနှစ်ပိုင်းပိုင်းပြလိုက်ပါရီ။အကုန်လုံးကဓာတ်ကိုပွဲသိမ့်လို့ထင်နေခဲ့ပါရီ။အဲ့ဒီအချိန်မှာပဲနောက်ထပ်ဖန်သားပြင်တစ်ခုကထွက်ပေါ်လာပြီး ်အာမနီမာကတော့သူ့ရဲ့ပြောစရာအကောင်းဆုံးအချိန်တွေကိုမနှောက်ယှက်ဖို့အတွက်တတိပေးလိုက်ပါရီဒါကြောင့်အားလုံးကလည်းပဲစီမင်းဖောက်တယ်လို့ဖြစ်သွားတဲ့အတွက်အာမနီမာကိုဝိုင်းပြီးတော့တောင်းပန်လိုက်ကြပါရီဒီလိုနဲ့ဟီလည်းပဲမကျေနပ်တဲ့ပုံစံနဲ့အဖွဲရှိရာစီကိုပြန်လာပါရီဒီလိုနဲ့မေကွန်စတ်တစ်ခုမြောက်မှာတော့ဂိုက်ဒိုတီရောက်စတ်တိုက်အမားတွေပဲရွေးမိလာပါရီပရိုဂရမ်မာလေးပဲပထမဦးဆုံးအမှားမှုသတိထားဖို့အတွက်ပြောနေပေမယ့်ဂိုက်ဒိုကတော့သူ့ရဲ့အခြေအနေကိုသူရိပ်မိနေပါပြီဒါကြောင့်သူကချွေးတွေပြန်နေပါရီ ်မေဂွန်၁၈ခုမြောက်ရောက်မှာတော့ဂိုက်တိုတယောက်ဂိမ်းကနေအထုပ်ပဲခံလိုက်ရပါသည်ဂိုက်ဒိုကအာမန်နီမာကိုခရစ်ဂိန်းနေမှာအခုလိုမျိုးစီးမြင်နေရှိမှန်းသဘောမပေါက်ခဲ့တဲ့အတွက်ရှုံးသွားရတာဖြစ်ကြောင်းဝန်ခံနေပါရီအတော်လေးပျော်ရွှင်လိုက်ရတဲ့အာမန်နီမာကတော့ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်ပေးခဲ့တဲ့ဂိုက်ဒိုကိုကျေးဇူးတင်နေပါရီအချောင်းကတော့အာမန်နီမာတယောက်သူ့ကိုအဲ့လောက်ထိခရစ်ဂိန်းမှာအာယုံနောက်လောင်လုံနိုင်တဲ့သူကိုတခါမှမတွေ့ဘူးလို့ပါဒါကြောင့်သူကဂိုက်ဒိုကိုကျေးဇူးတင်စကားဆိုလိုက်ပြီးနောက်ထပ်ပွဲစဉ်တွေမှာလည်းထပ်မံတွေ့ဆုံညင်ကြောင်းပြောလိုက်ပါရီဒါကိုကြတော့ဂိုက်ဒိုလည်းအံ့ဩသွားပါရီ တဖက်မှာလည်းပဲ USK တို့ကဂိုက်ဒိုရှုံးနေသွားတဲ့အပေါ်မှာနောက်ထပ်အစီအစဉ်တစ်ခုကိုချနေပါသေးတယ်။ဒီတစ်ခါမှာသူတို့အားကိုးရမယ့်သူကခူရာမာဖြစ်ပြီးဂိုင်ဒိုကတော့သူ့ရဲ့ရှုံးနေမှုအတွက်အဖွဲသားတွေကိုလာရောက်တောင်းပန်နေပါလိမ့်။သူကအာမာနီမာလိုကလေးတယောက်ကိုရှုံးနေသွားတဲ့အတွက်အားလုံးကိုအားနာနေပါလိမ့်။ခူရာမာကတော့အာမာနီမာရဲ့စွမ်းအားလုံးလုံးပုံကိုပြီးတော့ဂိုင်ဒိုကလည်းသူထင်ထားသလိုမဟုတ်ကြောင်းရှင်းပြလာပါလိမ့်။အာမာနီမာရဲ့စွမ်းကဝိညာဉ်နှုတ်ယူတာမျိုးလို့ထင်ထားခဲ့ပေမယ့်တကယ်တမ်းမှာတော့အဲ့လိုမဟုတ်ပါဘူး။ဒါကြောင့်ခူရာမာကအခြေအနေတစ်ခုကိုနားလေသဘောပေါက်သွားပါလိမ့်။ အဲ့တော့ကတော့အာမာနီမာရဲ့နေမြေထဲမှာသူတို့အနေနဲ့ဂိမ်းကိုပွဲပေါင်းများစွာရှုံးလို့ရပြီမြင်စောကျင်စိတ်ဆုံးရှုံးသွားတဲ့အခါကျရင်တော့သူတို့အားလုံးတည်ကြရမှာပါဒါကတကယ်ပြင်ပဂိမ်းကဘာထဲမှာအုပ်စုလိုက်ကစားရတဲ့အခါပလီယာအားလုံးတည်သွားတာနဲ့ဂိမ်းမှုပါဖြစ်သွားတဲ့အရာမျိုးပေါ့အခြေခံထားတာဖြစ်ကြောင်းရှင်းပြလိုက်ပါရီဒါကြောင့်သူတို့ကဒီဂိမ်းကိုအနိုင်မရမချင်းဆက်ပြီးတော့ကစားရတော့မှာဖြစ်ပါရီအဲ့ဒီအချိန်မှာအာမာနီမာကတော့ဆလော့ဆက်ကိုထပ်မံလက်ချလိုက်ပြီးနောက်ထပ်ဂိမ်းတစ်ခုကိုရွေးချယ်လိုက်ပါရီတဖက်မှာလည်းပဲအီဇူကီကတူးပွားလာတဲ့သူ့ရဲ့စွမ်းအင်တွေကိုခန်းစားမိနေပါရီ ဒါအပြင်နောက်ထပ်နှစ်နာရီလောက်နေရင်ဥမင်လိုင်ကောင်းကလုံးဝပွင့်သွားတော့မှာဖြစ်ကြောင်းလည်းအတည်ပြုလာပါသည်။ဒါကြောင့်ကူဝါပါရာလေးသူ့ရဲ့လူတွေကိုအမြန်ဆုံးလာခဲ့ထုတ်ဖို့အတွက်အော်ဟစ်နေခဲ့ကဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါသည်။ဒါလေးကတော့ယူဟာကူရှိုးရဲ့အပိုင်း82ပဲဖြစ်ပြီးဂျန်ရှိနေတဲ့အပိုင်းတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Channel လေးကို Like and Subscribe ပြုလုပ်ပေးထားဖို့အတွက်ပရိသတ်တွေကိုတောင်းဆိုကြပါသည်။ကျွန်တော်ကတော့အားလုံးချစ်တဲ့ရွှေရိုးပါ။